နာပါရှင်။တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ဧပြီလ9ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါရဲ့ရှင်။ငလျင်ဘေးကူညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ကြိုတင်ခွင့်ပြုချက်တောင်းခံမှကယ်ဆယ်ရေးလှုပ်ခွင့်ပြုမှာဖြစ်ကြောင်းစစ်ကောင်စီဒုဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကအခုလ9ရက်နေ့ကပြောပါရယ်။ဒုခေါင်းဆောင်စိုးဝင်းဟာနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီအစီအွေမှာဒီအချက်ကိုပြောခဲ့တာဖြစ်ပါရယ်။ ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ကြိုတင်ခွင့်ပြုချက်တောက်ခံပြီးသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးမယ်လို့သူကဆိုပါတယ်ဒွေမြို့နယ်အစီတော်ဒေသကကြေးရွာတချို့မှာရှိတဲ့တနင်္ဂနွေပိုင်းခဲတပ်တုတူဖို့ရေလောက်ွက်တွေမှာ KNU ဘက်ကအခုလကစလို့အခွန်ကောင်းနေပြီလို့သိရပါဗျ။တင်ကန်နုံလိတ်ကျပြောင်းရမစုတရုံငုတ်ပခတ်အဲ့ဒီရွာတွေမှာရှိတဲ့ခဲလုပ်ငန်းခွင်တွေမှာ KNU တာဝန်ခံတဦးကအခွန်ငွေ7သိန်းစီလာရောက်ကောက်ခံသွားတာလို့ဒေသခံတွေစီကစုံစမ်းသိရပါတယ်။အခုလိုကောက်ခံတာကိုတလတစ်ကြိမ်လောက်ကုန်တိုင်းကောက်ခံသွားမယ်လို့လည်း KNU ဘက်ကပြောဆိုထားတယ်လို့ဒေသခံတွေကဆိုပါတယ်။အခွန်ကောက်ခံသွားတဲ့ကြေးရွာ၅ခုမှာလက်လုတ်လက်စာခဲဖောင်ရာနဲ့ချီရှိတယ်လို့ဒေသခံတွေစီကသိရပါတယ်။ မိုးသည်ထန်စွာရွာသွန်းမှုကြောင့်မန္တလေးတိုင်းအမရပူရမြို့နယ်ကငလျင်ဘေးရှုံစခန်းတွေရေနစ်မြုပ်ခဲ့ပြီးငလျင်ဘေးဒုက္ခသည်တွေနေထိုင်ဖို့အခက်အခဲထပ်ကြုံနေရတယ်လို့သိရပါတယ်။အခုလ9ရက်နဲ့6ရက်နေ့တွေကမိုးသည်ထန်စွာရွာသွန်းခဲ့တာကြောင့်အမရပူရကငလျင်ဘေးရှုံစခန်းတွေထဲကို မိုးရီတွေအများပြားဝင်ရောက်လာခဲ့တာပါ။မိုးရီတွေကြောင့်ယာယီတဲတွေရေနှမြုပ်ခဲ့တာဖြစ်ပြီးရေစုပ်ဆက်တွေနဲ့ကိုထူကိုထရေထုတ်ဖို့ပြင်ဆင်နေကြတယ်လို့သိရပါဗျ တနင်္သာရီမြို့နယ်ဗန်လမော့ကြီးရွာအုပ်စုညောင်မီကုန်းရွာအနီးကဖျားတောင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လင်ရေးတပ်တွေဘက်ကနေရာဆက်တိုက်ဒရုန်းနဲ့ဗုံးတိချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလ9ရက်နေ့ည8နာရီခွဲဝန်းကျင်ကညောင်မီကုန်းရွာဖျားတောင်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုတော်ဘုံကြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကဒရုန်းနဲ့ဗုံးတိချတိုက်ခိုက်ခဲ့ပြီးစစ်ကောင်စီဘက်ကလည်းပြန်လည်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့တော်လင်ရေးတပ်ဖွဲ့ဝင်တွေကဆိုပါတယ်။ ဧပြီလ၄ရက်နေ့ကလည်းမနက်၉နိုင်ဝင်ချင်းမှာတကြိမ်ည၈နိုင်ဝင်ချင်းမှာတကြိမ်ညောင်မေကုန်းရွာဖះတောင်ကစစ်ကောင်စီတပ်ကိုပဲဒရုန်းနဲ့တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါဗျ။ရေဖြူမြို့နယ်ကံပေါက်ဒေသဇာဒီရွာမှာတက်ဆွဲထားတဲ့စစ်တပ်ကနေဒေသခံတွေရဲ့နေအိမ်တွေကိုဖောက်ထွင်းမှုတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ အခုလ၄ရက်နေ့ညနေ၄နာရီဝင်းစဉ်ကရွာထဲမှာတက်ဆွဲထားတဲ့စစ်တပ်ကနေဇာတရားအနောက်ကုန်းမှာရှိတဲ့နေအိမ်တွေကိုရိပ်ဖြတ်ပြီးအိမ်မှာရှိတဲ့တမိုးကြီးပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။ဇာရီကျေးရွာအပါအဝင်နဘူးလေဒေသတဝိုက်ကကျေးရွာဆယ်ရွာဝင်းကျင်လောင်ဟာစစ်ကောင်စီစစ်ကြောင်းတွေကြောင့်ပြီးခဲ့တဲ့မလကစလို့စစ်ပီးရှောင်ထွက်ပြေးနေရပါတယ်။ ကျောင်းစုံမြို့နယ်ဗဒနယ်ကြီးရွာအုပ်စုကမြေချောင်းညရာတချို့ကိုညဘက်တွေဖြတ်တန်းသွားလာခြင်းမလုပ်ကြဘို့ကျောင်းစုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ဗဒနယ်ကြီးရွာအုပ်စုထဲကမြေချောင်းတွေကိုအုံပြုပြီးစစ်ကောင်စီဘက်ကအင်အားတိုးချဲ့စစ်ကြောင်းထိုးတာစည်ရေးလှုပ်ရှားတာတွေရှိနေတာကြောင့်ဒေသခံတွေရဲ့ခီးသွွာလာမှုလုံခြုံရေးကိုစိုးရိမ်ရတဲ့အတွက်ထုတ်ပြန်ရတာလို့ဆိုပါတယ်။ တန်ပြဘန်တနဲမြေကြောင်းရှော်တော်မော်မန်ကြီးမြေကြောင်းနဲ့ဝန်တောင်ရှမ်းပုံမြေကြောင်းတွေကို အခုလ9ရက်နေ့ကစလို့အတိပေးစာထပ်ပြီးတော့မထုတ်ပြန်ခင်အချိန်အထိညနေ6နာရီကနေမနက်6နာရီအထိဖြတ်တန်းသွားလာခြင်းမလုပ်ကြဖို့တတိပေးထားပါတယ်။တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနောက်ဆက်ပြီးတဲ့အတွက်ကြည့်ရှုတင်ပါတယ်ရှင်။